perfect continuous test သူရဲ့ form က hazard plus bin plus buffer ရန်ကြီးဒီမှာတစ်ချက်ထိုင်းတိုင်းဆွဲပေးထားတယ်အတိတ်ကလုတ်ခဲ့တဲ့ကိစ္စတစ်ခုကအခုထိလုံနေစေဖြစ်နေတာမျိုးမပြီးပြတ်သေးတာမျိုးဆိုသုံးလို့ရတယ်။တနည်းအားဖြင့်တောက်လျှောက်ဖြစ်လာတာမျိုးပေါ့တဲ့။ဥပမာအောက်မှာဆိုချက်အိမ်စက်မပေးထားရဲဟာလား။ I've been learning English since I was a child. ကလေးဘဝတည်းကအင်္ဂလိပ်စာကိုလေ့လာနေတာ။ဆိုတော့အခုချိန်ထိလေ့လာတာရက်သွားပြီလား။မရက်သေးဘူး။အခုထိလည်းလေ့လာနေရတုံးပဲဖြစ်တဲ့အတွက်ကြောင့်မလို့ present perfect continuous tense ကိုသုံးပေးရတယ်။အောက်မှာဆိုလဲ she's been cooking the whole morning တမနာလုံးရဲ့သူမချက်ပြုတ်နေတာအခုထိပြီးပြီလားမပြီးသေးဘူးချက်ပြုတ်နေရတော့အဲ့လိုကိစ္စမျိုးတွေချက်တော့က present perfect continuous ကိုသုံးပေးရတယ်။ ကဲဆိုတော့အောက်မှာနည်းနည်းလေးဒီမှာမှတ်လို့ရတယ်ပေါ့နော်ဆိုတော့ present perfect နဲ့ present perfect continuous ဒီမှာ since we for in နဲ့တုံးလို့ရပါတယ် since ဆိုတာဒီကလေးကဆိုပြီးကြာချိန်ကိုစတဲ့အချိန်ကိုပြတယ်။ဥပမာ since 2002ဆို2002ခုနှစ်ကလေးက since 2003ဆို2003ခုနှစ်ကလေးက f for for ကတော့အဓိက အဖြစ်ကြာချိန်ကိုပြပါတယ် for 2 hours ဆိုရင်နှစ်နာရီကြာအောင် for 1 month ဆိုတနာရီကြာအောင်အဲ့လိုနေရာမျိုးမှာတုံးလို့ရပါတယ်လို့ပြောထားတာပေါ့။ဒါထားလေးဒီချေတို့အဓိကပေါ့နော် present tense ပေါ့ present tense မှာပါတယ်ဒီအမျိုးအစား test အမျိုးအစား၄မျိုးဖြစ်ပါတယ် အကယ်၍ homework လုပ်ချင်တဲ့ကလေးတွေကတစ်ချက်ကို simple present tense အတွက် is a messiness ငါကြောင်း present continuous အတွက် is a more sadness ငါကြောင်း present perfect အတွက်ငါကြောင်းနဲ့ present perfect continuous tense အတွက်ငါကြောင်း exam sentence တွေရေးပြီးတော့ homework ထပ်ထားပေးလို့ရပါတယ်။ဆိုတော့နောက်ထပ်ကျန်တဲ့ tenses တွေကိုကနောက်ထပ် video တွေမှာထပ်ပြီးပြပေးထားပါမယ်။ grammar plus writing session လေးဒီမှာခဏလေးချက် post လုပ်ပါမယ်။ကျေးဇူးများကြည့်တင်ပါတယ်။